နင်းငွေနေမွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာရှင်မင်းကျောင်းမြင်မယ်ဘဝချင်းတွေတွေ့တယ်မယ်ရက်တန်တဲ့လူတွေပြန်လဲဆက်တဲ့နိုင်မယ်ဘဝစစ်အောင်မြင်တွေ့တယ်မှုရှိမယ်ဆောင်ရလိုက်တဲ့ကိစ္စမှန်သမျှကောင်းသောအကျိုးဆက်ကိုရရှိရနေ့မှာလုံးသမျှရည်ရသမျှအောင်မြင်ခြင်းတွေ့တဲ့ချင်းတွေရှိတယ် နှစ်ရက်နေ့မှာကုတ်ကိစ္စသမကလုပ်ဖို့ကိစ္စပူလေးချုံမယ်။သုံးရက်နေ့အဲ့ဒီနေ့ကဝေချေကံလတ်လာပါကံကောင်းတယ်။ဒနသိတိနေကဆန်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပိုက်ဆံတော့ကိုရင်မွေးဖြန်းပြီးတော့လူနဲ့ဆောင်ပေးပါ။လေးရက်နေ့မှာခยีကံကောင်းမယ်အပြောင်းလဲကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွဲမယ်။၅ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်ရန်တိုက်ခံတဲ့ရှင်ပြီးလောက်ရတတ်တယ် 6ရက်နေ့ကတော့ရာရာကောင်းချင်းကံကျမနဲ့တို့ထခြင်းရှိမယ်။သတင်းကျောလာပြည့်နေ့နဲ့တင်းလာတိုက်ဆိုင်နေနေ့လည်းဖြစ်တယ်။ဖရာနေကစားနေ့ရက်ဖြစ်ပါတယ်။ခொနည်းနေ့မှာတော့အသွာလာနေတိုင်းကျူးဆိုင်ပြီးတော့နေထိုင်ရမယ့်နေ့တစ်ခုဖြစ်တယ်။ရန်တိုက်ခိုက်နေဖြစ်တတ်တယ်၊စိမ့်အောင်ရှိတဲ့ဖြစ်တတ်တယ်။တပတ်တာအတွင်းမှာကြာသာပရင်းနေ့ဗုဒ္ဓနေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တင်းလာနေ့စောက်ချာနေ့မွေးသူများကြောင့် စိတ်နောက်ဆက်လေးတွေဖြစ်တတ်တယ်။အပြာရောင်ပန်းရောင်အနီရောင်တို့ကို သုံးပေးပါ။နံပါတ်369အချိုးပေးတဲ့ကဏ္ဍဖြင့်သုံးဆွဲနိုင်ပါလေ။ပန်းရောင်နှင်းစီသုံးပွင့်ဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆုတောင်းပါ။ထူးခြားစွာကောင်းခြင်းကံနဲ့ချိုးပေးခြင်းများဖြစ်ထွန်းလာပါလိမ့်မယ်။ယေရှုတည်ပါလေ။ဒီနေ့လာနေပွဲသူအားလုံးမင်္ဂလာပါ။2025အောက်တိုဘာလ10ရက်နေ့ကနေ ်ခொနည်းနေတော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေအတွက်စီစဉ်လို့ကောင်းတယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးကိုယ်ကိစ္စသာမကအလုပ်ဖို့ကိစ္စပေါ်တွေဂျုံမယ်ရှင်ပြိုင်မှုတွေမအောင်မြင်မယ်နာမည်အောင်မြင်မှုနဲ့ဘဝတိုးတက်မှုလုပ်ငန်းကံတလန်းအောင်မြင်မှုလမ်းကြောင်းတွေကိုဂျုံတွေ့ရလိမ့်မယ်ဒီနေ့မှာအပြိုင်ဆိုင်အလုံးကိုကျော်လွှားအောင်မြင်နိုင်တယ်နှစ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့ရတယ် သုံးရက်နေ့မှာယံပတိဘက်ကနေအလုံးကိုကြော်ပြီးဘဝတွတ်တက်မှုကိုရနိုင်တယ်။လေးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တက်ခြင်းရှိမယ်။ငါးရက်နေ့မှာစိတ်နှောင့်ချက်တွေကြားလျက်တွတ်တက်မယ်၊ငွေစုလိုက်ဝင်နိုင်မယ်။၆ရက်နေ့မှာယံအလုံးကိုကြော်ပြီးလောရပြည့်စုံခြင်းနဲ့တွတ်တက်ခြင်းကိုကြော်မယ်။ခုနှစ်ရက်နေ့မှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံတတ်တယ်။ထူးခြားချက်က တောရဲ့နေရဒနာသိတိနကဆန်းရှင်တဲ့နေ့အဲ့ဒီမှာပတ်စံအချွေကိုအမွှေးနတာပဲပြန်ပြီးသူနဲ့ဆောင်မှာ6ရက်နေ့ကလာပြင်းနေ့တင်းလာနေတဲ့တိုက်ဆိုင်တယ်အဲ့ဒီမှာဖခင်နေကစားနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုကိုဆောင်ရွက်နိုင်တဲ့အနေထားရှိတယ်ဒီတကဒီကာလအတော်တွင်းမှာတင်းလာနေ့စောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တင်းငွေဗုဒ္ဓမွေးသူများကြောင့် စိတ်နောက်ရှည်ဖြစ်တတ်တယ်။နှစ်လေးကိုကနန်ကျိုးပြီးလေအညိုရောင်ပြားရောင်မိခိုးရောင်တို့ကို သုံးပြီးတော့လိုရာကိစ္စဆောင်ရပါ။အိမ်မှာရှိနေတဲ့သွားလိုက်စေဘူးဟောင်းနဲ့သဘုဒ္ဓဟောင်းတွေကိုစွန့်ပစ်ပြီးအသက်စားတို့သုံးဆွဲလိုက်ပါ။ထူကြသောကံများပွင့်လာပါမယ်။ယေရှုတည်ပါလေ။ငါနဲ့မွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ခုနှစ်အောက်တိုဘာလ တရက်ကနေ9ရက်နေ့အတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ဂျိုးပေးမယ်။ရတ္တန်နဲ့လှုပ်တဲ့ပြန်လဲစတင်နိုင်တယ်။ခီးကိစ္စအစဉ်ပြေမယ်။ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တရားသူတစ်ပါးနဲ့မတူလင်ကစားကိုလှုပ်တဲ့ကိစ္စတရားတစ်ပါးသူတည်းတောင်းလို့နိုင်တယ်။ဥတီချက် ပြောင်းပြီးတော့ခီးကိစ္စအပြောင်းလဲကိစ္စတွေမှာအောင်မြင်မယ်။ရက်နေ့မှာအရာရာတိုက်ခတ်ကြတိုးတက်ပြီးအောင်မြင်မယ်။နေ့ရက်နေ့ မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတွတ်တယ်မယ်၃ရက်နေ့ရန်တက်ခဏနေရှင်ပြီးလောက်ရမယ်၄ရက်နေ့ရှင်ပြောင်းမှုအောင်မြင်မယ်ဘဝကံကောင်းမယ်ဒါပေမဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြည့်ဝတယ်၅ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်၆ရက်နေ့မှာပစ္စည်းပြောက်တတ်တဲ့ခီးကိစ္စအစဉ်ပြေမယ်။9ရက်နေ့ငွေကြေးကံလုပ်ငန်းကံဘဝကံတွတ်တတ်မယ်။ဒီတပတ်တာကာလအတော်တွင်းမှာ3ရက်နေ့ကဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့ငွေကြေးကိစ္စတွေဆောင်ရွက်ခြင်း ပိုက်ဆံကြွေစေးတစ်စီကိုအမွေးနဲ့သာပဲဖျံဖြစ်ပိုက်ဆံကြွေစေးတစ်စီကို မွေးနဲ့သာပဲဖျံပြီးလူနဲ့ဆောင်ခြင်းပြုပေးပါ6ရက်နေ့သတင်းချုပ်လာပြည်နေ့ဖြစ်ပါတယ်တနင်္လာနေ့နဲ့တိုက်ဆိုင်တဲ့အတွက်နေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ဂါရဝပြုခြင်းကိုဆောင်ရွက်ပေးပါဒီကာလအတော်အတွင်းမှာတနင်္ဂနွေသောကြာစနေမွေးသူတွေ ကောင်းကျိုးပေးတယ်တနည်းလာနဲ့ဇာသာပတိနဲ့မွေးသူတွေဒုက္ခပေးတတ်တယ်အဖြူအစိမ့်မိကိုရောင်တကို သုံးပေးပါနှစ်ခုကိုကနန်းနေကိုအကျိုးပေးတဲ့ကနန်းနေဖြစ်သုံးဆွဲနိုင်ပါတယ်ကောင်းခြင်းကကြမာများရစီရန်တို့ကအနီရောင်ပန်းပွင့်တို့ကိုဖျားတင်ပြီးလောရဆူတောင်းပေးပါကျေးဇူးတင်ပါတယ်ဒုနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ရက်နေ့ ခொနည်းနေတော်တွေမှာအပြောင်းလဲနေတုတ်တဲ့ပရိရှိမယ်ရှင်မန်းချက်စရာမြင်မယ်လူမျိုးခွဲအကျိုးပေးမယ်ဝေးကြီးကံကောင်းမယ်နေရာပြောင်းလဲခြင်းရဲ့အနစ်စာရကောင်းကိုကြုံမယ်မဖြစ်နိုင်မှုထင်တဲ့လူတွေလုတ်ကန်ပြီးအောင်မြင်မယ်တရက်နေရာကောင်းသောပြောင်းလဲနေတုတ်တဲ့မှုရှိစေလေနှစ်ရက်နေမှာဝေးကြီးကိစ္စလုပ်ငန်းကိစ္စမှန်သမျှဆောင်ရွက်ဆင်ပြေမယ်သုံးရက်နေမှာ ရန်တိုက်ခံတဲ့ထိတိုက်တွေ့တတ်တယ်။လေးရက်နေရအရေးပါတဲ့ဆုံးဖြတ်ချက်စာမယ်။၅ရက်နေမှာရပိုင်권နေပြန်လဲတောင်းဆိုရရှိမယ်။၆ရက်နေမှာအခက်ခဲဖြစ်ရှင်းနိုင်မယ်ဘဝတိုးတက်မယ်။၇ရက်နေမှာသူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းချက်ချင်းတွေကြောင့်မယ်။ဒီတပတ်တာကာလအတွင်းမှာဇာတာပတိနေဗုဒ္ဓနဲ့စနေနေ့မွေးစုတွေကောင်းကျိုးပေးလိမ့်မယ်။တနင်္ဂနွေတနင်္လာနေ့မွေးစုတွေဒုက္ခပေးလိမ့်မယ်။ အဖြူစိမ့်မီကိုရောင်တော့ကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်။နံပါတ်3ခုကိုကနိုင်နေကျိုးပေးတယ်။ထူးခြားချက်က3ရက်နေ့အောက်တိုဘာဒနသိတိနက်ကစမ်းချင်တဲ့နေ့ဖြစ်တဲ့ပတ်စံအဆုတ်တွေပြန်ပြီးတော့ကတ်ပြီးတော့စနစ်တကျအဆုတ်အနှုတ်တွေကို သေချာသိမ့်ပြီးတော့တနည်းမှာစုဖာစုပုံ သေချာသိမ့်စီလိုက်ပါ ထူးခြားတဲ့ကံကိုရစေတယ်။6ရက်နေ့တတိယလပြည့်နေ့ ဲ့ဒီနေ့မှာတနင်္လာနေ့နဲ့တိုက်ဆိုင်တယ်အနေကစားကာတာတို့နာယူခြင်းအနေကစားတင်ခြင်းပြုပါ အချိကဲများထံသွားရောက်ကာရဝပြုခြင်းကရော့ခြင်းပြုပေးပါဒီတစ်ပတ်အတွင်းကောင်းခြင်းခံချင်မှများရရှိခြင်းအတွက်အချိကဲတို့ကိုမောသစ္စည်းတို့လူတန်းခြင်းပြုပေးပါခြေဆုတင်ပါတယ်အသာပတိနေ့မွေသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်ကနေ9ရက်နေ့တော်တွင်မှာ ရံများမယ်အတိုက်ခံများမယ်အခက်ခဲကြားမှတိုးတက်မယ်အထင်လွဲခံရတတ်တဲ့အာမခံခြင်းတာဝန်ယူခြင်းမပြုနဲ့ကြားရတဲ့ဆက်ရောရတတ်တဲ့ယနေ့မှာအရာရာသတိထားမယ်နှစ်ယနေ့မှာအညာဆိုးကင်းပြီးတော့စိတ်ချမ်းသာစရာတွေချုံမယ်သုံးယနေ့မှာခရီးကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ပြုရမယ်ဒနာသိတိနဲ့ခတ်ဆန်းရှင်တဲ့နေ့ဖြစ်တဲ့အဲဒီနေ့မှာ ဝေချိကိစ္စပြောဆိုခြင်းလုပ်ကင်ခြင်းတွေကြိုးပြတယ်၄ရက်နေ့မှာအရာရာကံကောင်းခြင်းဆင်ပြေခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိ၅ရက်နေ့မှာလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်မှအချမ်းစီအနောက်ရှိတဲ့ရှိတတ်တဲ့၆ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တယ်အဲ့ဒီကသတင်းချုပ်လှပြင်းနေအကြီးကဲများထံဂရဝပြုပါတောက်ရောက်ပြီးတော့ရှ िख ိုးခြင်းဂရဝပြုခြင်းမိဘဆရာသမားတို့ကို ကာရဝပြုခြင်းနဲ့ပြုရန်ကောင်းတဲ့အပြင်တင်းလာနေတဲ့လပြင်းနဲ့တိုက်ဆိုင်တော့အနေကစားတင်ရန်မတန်ကောင်းတဲ့နေ့တစ်ခုဖြစ်တဲ့ခொနည်းနေ့မှာရပိုင်ခွင့်ပြန်ရခြင်းအခက်ခဲကြော်လာခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ဒီကာလအတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့တင်းလာနေမွေးသူတွေကိုကောင်းချိုးပေးတယ်တင်းငွေတွေအင်္ကာမွေးသူတွေဒုက္ခပေးတတ်တယ်ငါးခုကိုကနအချိုးပေးတယ်အဖြူရောင် အစိမ်းရောက်မိခိုးရောက်တော့ကိုခွေပြီးတော့အလိုရှိရာကိစ္စတွေလောက်ခံရင်အောင်မြင်မယ်ကောင်းသောကံကြမ္မာများရဖို့အတွက်အဖြူရောင်ပန်းဖျားတည်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်။ဟောကြားနေမွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅အောက်တိုဘာလတရနေ့ရနေ့ခုနှစ်နှစ်တော်တွင်ဟာကောသောကံကြမ္မာလွှမ်းမိုးနေတယ်ရှင်မကျအောင်မြင်မယ် ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ငန်းချိုးဖိမယ်မင်္ဂလာကိစ္စပံဝင်ပတ်သက်ရမယ်ဒီနေ့မှာအရာရာကောင်းခြင်းတိုးတက်ခြင်းကိုရနေ့ရက်နေ့မှာမတော်တဆနဲ့ကျူးဆက်သုံးရက်နေ့မှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်လေးရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရနိုင်တယ်ငါးရက်နေ့ကတော့အလုံးစုံစင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်၆ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတိုးတက်မယ်ခုနှစ်ရက်နေ့မှာအရက်ဝင်းနဲ့ဆက်ဆက်မှုကနေကောင်းသောကျိုးဆက်နဲ့ တန်လန်းကိုပေါ်ထွန်းနိုင်တဲ့အနေအထားကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိမဲ့သဘာဝကိုဗန်းဒီကြုံတွေ့ရမှာဖြစ်ပါတယ်။သုံးရက်နေ့ကဒနာသိတိနဲ့ခါဆန်းရှင်တဲ့နေ့ဖြစ်တယ်။အဲဒီနေ့မှာမတူညီတဲ့အမျိုးအစားအခြေစိတ်နဲ့စိတ်ကိုပတ်စိတ်တဲ့ထည့်ပြီးတော့ဆောင်းလိုက်ပါလက်ဖွင့်ခြင်းကံကောင်းခြင်းတွေရှိပြီ။၆ရက်နေ့ကလာပြင်းနဲ့သတင်းကျောလာပြင်းနဲ့ဖြစ်တဲ့အတွက်အကြီးကဲများထံသွားရောက်၍ကတော်ပန်းစင်ခြင်းကတော်ဝပြုခြင်းများ ဆောင်ရွက်ပါတနင်္လာနေ့နဲ့လပြင်းနဲ့တိုက်ဆိုင်တဲ့အတွက်အနေကစားကာတာတော်ကိုလည်းရွတ်ဖတ်ခြင်းပြုပေးပါထူးထူးခြားခြားကောင်းခြင်းခံနေရရှိလာပါမယ်ဒီကာလအတော်အတွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေတောက်ကြမွေးသူများကြောင့်စေနောက်စစ်တွေဖြစ်တတ်ပါတယ် ရှစ်ခုကိုကနန်းနေကြိုးပေးပါတယ်အနဲ့ရောင်ပြရဲ့ရောင်နဲ့ပြောင်တွေဝတ်ဆင်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တရားနဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိကြိုးပေးသွားမှာဖြစ်ပါတယ်လူရာဆန္ဒပြည့်စုံခြင်းများရှိလာပါနိုင်မယ်ဂျေစုတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ9ရက်တွင် အပြောင်းလဲတွေရှိတယ်။ရှင်မန်းချက်စေအောင်မြင်မယ်။စိတ်ကုသတွေပေါ်နေတယ်ရဲရဲလို့ပါ။ပေါ်ပေါက်လာတဲ့ခွေရည်တွေအတွက်ကိုယ်အတွက်တကယ်ကျိုးပေးတဲ့ခွေရည်တွေဖြစ်မယ်။နေနေရလို့နေရဝင်းကျင်တွေအပြောင်းလဲစစ်တွေပေါ်မယ်။ဒီနေ့မှာကောင်းသောကံကြမ္မာနဲ့တိုးတက်မှုရှိမယ်။နေ့ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိနိုင်တယ်။သုံးရက်နေ့အထူးကောင်းတဲ့နေ့ဖြစ်တယ်။ဒနာသိတိနဲ့ခန့်ဆန်းရှင်တဲ့နေ့ဖြစ်တယ်။နံပါတ်၃ညကနန်းနဲ့ဆုံးတဲ့ပိုက်ဆံတွေကိုဝိညာဉ်သာပြန်ပြီးသူနဲ့ဆောင်မှာ။ လေးရက်နေမှာရှင်ပြန်မှုမှမြအောင်မြင်မယ်အစစ်မြစ်ဘဝတိုးတက်မှုကိုကြုံမယ်ငါးရက်နေမှာပြဿနာဟောင်းတွေဖြေရှင်းနိုင်မယ်အခက်အခဲတွေပြင်လဲအောင်ဖြေရှင်းနိုင်မယ်၆ရက်နေပျော်ရွှင်စရာကောင်းတဲ့နေ့မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့နေ့လာပြည့်နေ့တတိယကျောလာပြည့်နေ့တင်းလာနေ့တိုက်ဆိုင်နေအနေကစားခါတာတို့ရွတ်ပါအနေကစားတင်ပါအကြီးကဲများထံသွားရောက်ခြင်းမိဘများထံသွားရင်ကတော်ပန်းစင်ပါခொနည်းနေ့ရ ဟုတ်ဒီကျပြောင်းပြီးလောက်တာဆင်ပြေတဲ့အရာရာကောင်းတဲ့အနေထားရှိတယ်။တပတ်တာကာလအတော်အတွင်းမှာတနင်္လာနေ့ငါနေ့ဗုဒ္ဓနေ့မွေးသူတွေကောက်ကျိုးပေးတယ်။တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်တဲ့တစ်ခုံကိုကနန်းနေ့ကျိုးပေးတယ်။အဝါရောင်လေးပေါ်ရောင်နှုတ်နေရောင်တို့ကိုဝတ်ဆက်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။နေနိဗ္ဗာန်မှာရှိတဲ့အသက်ရွယ်ကြီးရသူတို့ကိုမုံအဟာရစေဝလူတန်းချင်းပြုပါကျေးဇူးတင်ပါတယ်။